ဒီကလန်ရောရဲ့စံချိန်တင် free kick အတွင်းကိုရီနဲ့ Real Madrid ကိုဂိုးပြတ်တီးပေးလိုက်တဲ့ Arsenal ပရိသတ်များလုံးမဲမိလာများ2-3 wins ကနေပြန်လဲကြိုးလိုက်ပါရင် စီမင်းတို့ကတော့ချန်ပီယံလိပီအင်ဂျီရီရဲ့မဲ့တွေကိုအမ်ရိတ်မှာအရန်ကျိပြီးဆီမီဖိုင်နယ်ကိုခြေတစ်ပတ်လမ်းသွားခဲ့ပြီဖြစ်ပါတယ်။2006ချန်ပီယံလိတုံးကလိုမျိုးအာဆင်နယ်တို့ရီရဲ့ကိုကြော်ဖြတ်ပြသွားမယ်လို့မနေ့ကတင်တော့ကွန်မန့်မှာဝိုင်းဝေပန်ခဲ့ကြပါတယ်။အခုတော့ဘယ်နဲ့ရှိစားဆိုပြီးအဲ့ဒီမဲ့ပိုင်ရှင်တွေကိုမေးခွန်းထုတ်ရတော့မှာပါ။အာဆင်နယ်ကတိုက်စင်မှုမရှိဘာမရှိလူမဆုံတက်မဆုံဖြစ်နေခြင်းကျေဝင်ကစားမများပြားတဲ့ရီရဲ့မဲ့တွေကိုတီးထုတ်ပေးလိုက်တာဖြစ်ပါတယ်။အာဆင်နယ်အတွက်သူရဲကောင်းဖြစ်ခဲ့တာကတန်းတရာရန်ပေါ်ဆန်းဝေးထူးရှယ်လေးဒီကလန်ရိုက်ပါပဲ။ free kick ကိုကန်သွင်းသွားတာများတောက်ချင်းနေကြီးဖြစ်ပြီး real madrid ကစားသမားတွေ matte ရဲ့ကြည့်အံအားသင့်နေရတဲ့ထိပါပဲ roberto carlos ရဲ့ရှေ့မှာ carlos sanchez free kick ကို right ကန်ပြသွားခဲ့တာကခံလာလွန်လာပါတယ်အဝဲခံချိန်မှာလည်း roberto ရဲ့ငါမေတို့ရှေ့ကိုရောက်နေပြီဆိုတော့ team team အထားမျိုးနဲ့လုပ်ပြသွားခဲ့တာဖြစ်ပါတယ်နောက်ထပ် free kick တကောဆိုရင်လည်းအပေါ်ကြားကိုအပေါ်တော်မရှိတိတိကျကျနဲ့ကိုသွားခဲ့တာပါ free kick နဲ့ကိုစလုံးကပြင်းရဆရာမရှိအောင်လှပလို့ပြီးအကယ်၍ arsenal ချန်ပီယံလိရသွားရင်ပြောမစိုးပါတော့တော်တုံးတောင်တော့တမိုင်းဝင်မဲ့ ကလဝင်မြောက်အခိုင်အတန့်တွေဖြစ်ပါရင်ပြိုင်ပွဲစဉ်တန်းကချန်ပီယံလိကွာတာဖိုင်နယ်ပြိုင်ပွဲက UCM ဘီယံတော်ဝင်မက်ထရစ်ဖမ်းမဲ့ကိုလမကကော်တိုင်းဒီလိုမြင်ပါတဲ့စဉ်တန်းမှာလှုပ်ပြသွားခဲ့တာဖြစ်ပါရင် ချန်ပီယံလိပြိုင်ပွဲသမိုင်းမှာတပွဲတည်း free kick ကနေနှစ်ဂိုးသွင်းနိုင်တဲ့ကစားသမားတွေက Rivero, Ronaldo, Neymar, Zidane တို့ဖြစ်ပြီး Right ကအဆိုအကစားသမားတွေရဲ့စံချိန်မှတ်တမ်းကောင်းတွေကိုလိုက်မိခဲ့တာလည်းဖြစ်ပါရင် ဒါပြင် right ဟာ real madrid ကိုရှောင်းထွက်အဆင့်မှာ free kick ကနေနှစ်ဂိုးသွင်းနိုင်တဲ့ပထမဆုံးနဲ့ဒူးတဲသောကစားသမားလေးဖြစ်ပါတယ် free kick ကနေနှစ်ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ်ပွဲပြီးမှာ right ကတော့အခုလိုမျိုးပြောပါရင်ကနဦးအသင်းရဲ့အစီအစဉ်ကပြည်တံပေါ်ရလာရင်ဖျက်တင်ပြီးခေါင်းတိုက်ဖို့ပါဒါပေမဲ့စာကာကမင်းစိတ်ထဲမှာကန်လိုက်လို့ဂိုးမဲ့ထင်ကန်တာကန်လို့ပြောလာခဲ့ပါတယ်တကယ်မောင်းနေပြဂျူတာကလည်းဖျက်တင်ဖို့ပဲညွှန်ကြားနေခဲ့တာပါဒါပေမဲ့စာကာကတော့ကျွန်တော်ကိုကန်ခိုင်းနေပါတယ်ကျွန်တော်လည်းကန်ပြီကွာဆိုပြီးတော့ကန်သွင်းလိုက်တာပါပဲလို့ပြောဆိုသွားခဲ့ပါတယ် အာဆင်နယ်တို့တဝဲလုံးစာအနေထားရအဆုံးသက်သာသေးကြရင်ရီးယဲတို့အိတ်ချင်မူတူတော်ဖြစ်သွားနိုင်တဲ့အထီးကိုဂိုးပြန့်ရှုံးနေတာပါကော့တိုင်းကသာလက်ပုံမတက်ဖမ်းပြနေလို့သာရီးယဲတို့အနေနဲ့၅ဂိုး၆ဂိုးလောက်မပေးနိုင်တာဖြစ်ပါရင်ဒါကြောင့်လည်းပွဲပြီးမှဘယ်လင်ဟန်ဟာ၃ဂိုးပြတ်ပဲရှုံးနေခဲ့တာဟာသူတို့အတွက်ကံကောင်းခဲ့တာပါလို့ဝန်ခံခဲ့ပြီးအာဆင်နယ်ရဲ့ခြေစွမ်းကိုချီးကျူးသွားခဲ့ပါရင် အာဆင်နယ်ပရိသတ်တွေရာသီအစတုန်းကမကြိုက်ခဲ့တဲ့မာရီနိုကလည်းဂန်နာတို့အတွက်အရေးပေါ်တိုက်စင်မှုဖြစ်လာခဲ့ပါရင်ဘောကွင်းနဲ့ကစားသမားစစ်စစ်တူအနေနဲ့အဆုံးသက်ပိုင်းမှာလိုအပ်ချက်များစွာရှိနေတာတောင်သူကသွင်းကိုရင်းရရင်ရသလိုယူပေးနေတာဖြစ်ပါရင်မာရီနိုအားတိုက်စင်မှုဖြင့်ကစားတဲ့ဆယ်ပွဲမှာ6ဂိုးထိသွင်းယူထားနိုင်တာမို့ဒါဟာမစိုးလာတဲ့ပမာဏဖြစ်ပါရင်နောက်ထပ်ထူးခြားတဲ့ဖန်ဖန်အနေနဲ့ပြောရရင်မာရီနိုအားကစားမဘွားမှာရီးယဲနဲ့ဆက်လက်ပွဲအထိရင်ဆိုင်ပူပြီး၄ဂိုးထိသွင်းထားနိုင်ပြီလေဖြစ်ပါရင် သူရဲ့ကစားမဘွားမှာဂိုးသွင်းအများဆုံးအသင်းက Real ဘက်ကိုဖြစ်ပါရင်ပွဲကိုများအပြင်ထိန်းချုပ်ကစားနိုင်ခဲ့တာကဆင်မြန်ကြီးလို့ဖြစ်ပြီး ရီယယ်တို့ကတော့တူဦးကောင်းကနေထိုးပေါက်နေခဲ့တာပါပရာဘိုင်းကတော့ပြန်လည်ခွင့်ရခဲ့ပြီးဂိုသမားတွေကိုစီလက်စွမ်းပြနေတာကြောင့်ဂိုထက်မမြင်ခဲ့ရတာဖြစ်ပါရင်ပရာဘိုင်းကဂိုမရှိသေးကြားနေပေမဲ့နှစ်သင်းစလုံးအပြန်လည်ဂိုသွင်းခွင့်နေရခဲ့ကမျောလင်းချက်ရှိနေခဲ့တာဖြစ်ပါရင်ဒီလိုနဲ့ဒုတိယပိုင်းပြန်လည်စတင်လာခဲ့ပြီးပွဲစားချိန်က18မိနစ်မှာစင်မြန်ကြီးတို့ဂိုင်30အကွာကနေ free kick ရခဲ့ပါရင်ရရှိလာတဲ့ free kick ကို right ကလှလှပပလူတိုင်းရဲ့ဘယ်ဘက်ချမ်းကနေ way wide ကန်ထက်သွားခဲ့တာဖြစ်ပါရင်ကန်ချက်ကကြီးကြသေးတဲ့မြန်ဆန်လုံးတာကြောင့်ဂိုသမားကော်တွိုင်းလည်းဘလို့မှ မလောက်နိုင်ခဲ့ဘူးဖြစ်ပါတယ်ပွဲစားချိန်66မိနစ်မှာစကယ်လီရဲ့ထိုးပေါက်မှုကနေမာတင်နယ်လီနဲ့မာရီနိုတို့အပိုင်ကန်ခဲ့ပေမဲ့ အလာပါရှင်းထုတ်သွားနိုင်ခဲ့တယ်လို့ကော်ဒရန်ကလည်းလက်စွမ်းပြသွားခဲ့ပါတယ်။စင်မြေကြီးတို့နောက်ထပ်ဂိုးရဖို့ခွင့်ရတဲ့အချိန်ချင်းရနိုင်ခဲ့ပြီးဂိုးကန်ခင်းနေခဲ့တာပါ။ဒီလိုနဲ့ပွဲကစားချိန်60မိနစ်မှာနောက်ထပ်တပံ프리킥ထည့်ရပြီးဒီတစ်ခါမှလည်း right ကဆေပြားစစ်တော့ကိုတိုက်ရိုက်ထက်မှန်ကန်ထည့်သွားခဲ့ပြန်တာဖြစ်ပါတယ်။ပွဲစားချိန်84မိနစ်မှာအာဆင်နယ်တို့ပွဲသိမ်းဂိုးရပြီးတပွဲလုံးချိန်စွမ်းပြနေတဲ့ Louis Scaly ရဲ့ဖန်နီးပေးမှုကိုမာရီနိုကအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးသုံးဂိုးပြန်နိုင်ခဲ့တာကြောင့်စင်မြေကြီးတို့ဘာနေဘူးမှသာထိန်းကစားနိုင်ရင် semi final တက်ဖို့လမ်းလာကောင်းနေပြီဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကနေ like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ